ဒူဘိုင်းပဲလို့ချမ်းသာလာတာလေပရိသတ်ကြီးအလုံးမဲမင်္ဂလာပါရှင်တီကက် channel လေးကနေပြန်လာပြီးတော့ကြိုဆိုလိုက်ပါတယ်ဒူဘိုင်းကအရင်တုန်းကဆင်းရဲတဲ့တန်ခါမျိုးလေးတက်တာဖြစ်ခဲ့တာပါအခုချိန်မှာဆိုရင်ဒူဘိုင်းကကမ္ဘာအတိုးတက်ဆုံးနိုင်ငံဖြစ်လို့နေပါပြီဒီအကြောင်းကိုဒူဘိုင်းရဲ့သမိုင်းဆိုတဲ့ဗီယိုလေးနဲ့အချင်းချုပ်ညဝေပို့ပါတယ်ဒီနေ့ပြည်ုံလေးမှာတော့ဒူဘိုင်းပဲလို့ချမ်းသာလာခဲ့တယ်ဆိုတဲ့အကြောင်းကိုတုံးသက်ပေးတော့မှာပါ ဒူဘိုင်းကရန်နံကြောင့်ကျွဲဝလာခဲ့တာဖြစ်ပေမဲ့တခြားအချက်တွေကပိုအရေးကြီးခဲ့တာဖြစ်ပါတယ်။ဒီအထဲမှာအမြောင်မြင်ရှိမှုခေါင်းဆောင်မှုတွေကအဓိကပါဝင်နေခဲ့တာပါ။အရင်ကတည်းကဒူဘိုင်းကအာရှဥရောပအာဖရိကတို့နဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေမှာအရေးပါခဲ့ပါတယ်။ဒူဘိုင်းကဒီအချက်တွေကိုလည်းအကျိုးရှိရှိအသုံးချခဲ့ကြရင်ဒီနေ့လိုအခြေအနေကိုရောက်လာခဲ့တာပါ။အဲ့ဒီတုန်းကတော့ဒူဘိုင်းကစိတ်ကမ်းမြို့ကုန်သွယ်ရေးမြို့တာတာဖြစ်ခဲ့တာပါ။1960အစောပိုင်းရန်နံတွေ့ရှိပြီးတဲ့နောက်မှာဒူဘိုင်းကိုဦးဆောင်ခဲ့တဲ့ ရှိရာရှိအတွက်လုံချင်တာတွေလုပ်ဖို့အခွင့်အရေးရလာခဲ့တာပါတကယ်ဆိုရင်ဒေတာတွင်းနိုင်ငံတွေမှာဒူဘိုင်းရဲ့ယန္တန်ထွက်ရှိမှုကထင်သလောက်မဟုတ်သေးပါဘူးရှိရာရှိကယန္တန်ကရတဲ့အကျိုးမြတ်တွေကိုတခြားကောင်းဆောင်တွေလိုမဟုတ်ဘဲအကျိုးပိုရှိအောင်သုံးနိုင်ခဲ့ပါတယ်အဲ့ဒါကတော့အခြေခံအဆောက်အဦတွေကိုအနာကက်အတွက်ရည်ရွယ်ပြီးမြေလန်တိဆောက်ခဲ့တာပါပဲ။ ရှေးရာရှိကယနေ့ကရတဲ့အကျိုးမြတ်ဟာကန့်သက်ချက်တွေရှိနေမယ်ဆိုတာကိုနားလည်ခဲ့ပါတယ်။အဲဒါကြောင့်ယနေ့ကအကျိုးမြတ်ရထားတဲ့အချိန်မှာတခြားကနေအကျိုးမြတ်တွေထပ်ရလာအောင်အချိန်ယူတည်ဆောက်ခဲ့တာပါ။သူ့အနေနဲ့စက္ကန့်နဲ့တွေကသူ့ရဲ့လမ်းကြောင်းကိုဒီဇိုင်းမတ်မတ်ဆက်လက်အကောင်အထည်ပေါ်ခဲ့လို့လည်းဒီနေ့လိုအခြေအနေမျိုးထိဖြစ်လာခဲ့တာပါ။ပြောရရင်အမြင့်ကျတဲ့ခေါင်းဆောင်မိုးနဲ့တိတိကျကျအကောင်အထည်ပေါ်နိုင်မှုတို့ကြောင့်ဒီလိုပြောင်းလဲနိုင်ခဲ့တာပါ။ရှေးရာရှိကဒူဘိုင်းကိုယနေ့မဟုတ်တဲ့စက်မှုလုပ်ငန်းမှာမျက်နှာပေါ်နဲ့ တကယ်ပါလုံးဆိုင်ရာကုံတရင်နဲ့ခီးတော်လာရေဘိုးချမဖြစ်လာဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအတွက်အခြေခံအဆောက်အဦတွေရဲ့အရေးပါမှုကိုတေချာနားလည်ပြီးအချိန်ပေးတိစောက်ခဲ့တာပါဒီလိုတိစောက်လာနိုင်ခဲ့တဲ့နောက်မှာကမ္ဘာအမြင့်ဆုံးမုံမြတ်တိုက်ကြီးဖြစ်တဲ့ဘတ်ခါလီဘာနမ်ဘာကျော်ဖန်တူမရာနဲ့ဒူဘိုင်းမာရီနာလိုတို့မီကာပရောဂျက်တွေပေါ်ထွက်လာခဲ့ပြီးဒူဘိုင်းရဲ့ကုန်သတင်းကိုပိုဆောင်နိုင်လာခဲ့ပါတယ်ဒီမီကာပရောဂျက်တွေကြောင့်ဒူဘိုင်းကိုကမ္ဘာကလည်းပိုပြီးစိတ်ဝင်စားလာကြသလိုအထင်လည်းကြီးလာခဲ့ကြတာပါ ပြောရရင်ရင်းနှီးမြှုပ်နှံမှုအစ်စ်တွေနဲ့ခီးတော်လာရီကလည်းကျွဲကူပေါ်သလိုအော်တိုရောက်လာခဲ့ပါတယ်။အဲ့ဒီအတွက်လည်းရှေရာရှစ်မီတာစုကအင်တာနေရှင်နယ်လေယာဉ်ကွင်းကြီးတွေတည်ဆောက်ပြီးအချိန်ပိုကောင်းအောင်တည်ဆောက်ခဲ့ကြပါတယ်။စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အခြေခံအဆောက်အဦတွေပြည့်စုံရုံနဲ့မရသေးပါဘူး။နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေမျက်စိချမဲ့စီးပွားရေးမူဝါဒတွေကိုလည်းချမှတ်ခဲ့တာပါ။ဒူဘိုင်းလိုနိုင်ငံတစ်ခုအတွက်တချို့မူဝါဒတွေချမှတ်ရတာကလည်းနည်းနည်းတော့ခက်ခဲခဲ့ပါတယ်။ပြောရရင်ဘာသာရေးယုံကြည်မှုနဲ့ ပို့တိုက်တဲ့မူဝါဒတချို့ကိုတော့အနာဂတ်အကျိုးကိုမျှော်ကိုပြီးခက်ခက်ခဲခဲချမှတ်ခဲ့ကြတာပါဒီလိုနဲ့နိုင်ငံတကာယင်းနှံ့နှံ့သူတွေအတွက်လှုပ်တာကြိုင်တာရှိတဲ့အခြေအနေတွေဖြစ်လာခဲ့တဲ့အချိန်မှာဒူဘိုင်းအတွက်လည်းအခွင့်အလမ်းသစ်တွေပွင့်လာခဲ့ပါပြီဒူဘိုင်းရစီးပွားရေးဖွံ့ဖြိုးမှုကိုအထောက်အကူပြုမဲ့ဖြည့်ဆောင်မှုမျိုးစုံကိုလည်းပေးခဲ့ပါသေးတယ်ဒီလိုနဲ့နိုင်ငံတကာစီးပွားရေးနဲ့ယင်းနှံ့နှံ့သူတွေလည်းဒူဘိုင်းမှာဒူဘိုင်းဆိုပြီးဖြစ်လာခဲ့ရတာပါတစ်ဖက်မှာလည်းဒူဘိုင်းကခီးတော်လာရေးလုပ်ငန်းကနေဝင်ငွေရအောင်အချိန်ပေးတည်ဆောက်ခဲ့ပါသေးတယ် မိကုမထွက်တဲ့ဇက်ယုံဖြစ်တဲ့ဒီလုပ်ငန်းကလည်းရှိတ်ရော်ရှစ်မိသားစုရဲ့ဥဆောင်မှုအောက်မှာတချိန်တို့ကြီးထွားလာခဲ့တာပါနောက်ဆုံးကဘာမှာဘသူမှမရှိသေးတဲ့ပျော်ပြေရေးအဆောက်အဦတွေနဲ့ဒူဘိုင်းရဲ့ကုန်သတင်းကကဘာကျော်လာခဲ့ပါတယ်ဒူဘိုင်းကိုလင်းလင်းမြန်မြန်ဖွံ့ဖြိုးတိုးတက်စေတဲ့နောက်ထပ်အကြောင်းကတော့လွတ်လပ်တဲ့ကုန်သွယ်ရေးစုံတွေပါပဲအရင်တုန်းကကုန်သွယ်ရေးဘူချက်ဖြစ်ခဲ့တဲ့ဒူဘိုင်းကကုန်သွယ်ရေးစုံတွေရဲ့အရေးပါမှုကိုလည်းတေချာနားလည်ခဲ့ပြီးပြည်ပရင်းနှီးမြှုပ်နှံသူတွေတဘောကြားမဲ့ဝေါ်လာတွေချမှတ်ခဲ့တာပါ ဥပမာပြောရရင်ပြည်ပရင်းနှီးမြှုပ်နှံသူတွေကိုအပြေအဝပိုင်ဆိုင်ခွင့်ပေးတာပုဂ္ဂိုလ်ရင်းနဲ့ corporate ဝင်ငွေကွန်ကွန်းလင်းခွင့်ပေးတာတွေစသဖြင့်ပါပဲပြောရရင်ဒူဘိုင်းကရင်းနှံမထုတ်ခင်အထိသူတို့ကိုလိုစင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့တာပါတဏ္ဍွေရှိပြီးနောက်မှာလည်းတည်ရန်ဇာတ်ချင်းစာမမိနေပဲအနာဂတ်အတွက်အမျှော်မြင်ရှိရှိနဲ့ကြိုးစားနိုင်ခဲ့လို့ဒီနေ့အချိန်ဒီအထိရောက်လာခဲ့ရကြောင်းအားကျသင်ငန်းစာရပွဲဝင်းမြလိုက်ရင်ဗီဒီယိုလေးကိုဒီကုန်းချုံလိုက်ရပါတယ်ရှင်အဆုံးနဲ့ကြည့်ရှုပေးကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုအထူးဝဲကျေးဇူးတင်ရှိပါတယ်ရှင်